ဆွေများအလုံးမင်္ဂလာပါရှင်။ Luna Jupiter Channel မှာကြိုဆိုလိုက်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရခြင်းလေးကိုပါဆိုင်နေကြပြီးဖိဖိယာများဝေးကွာကကိုရစိတ်ပါကျမ်းမာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်။အခုဒီတင်ကကြတော့ကိုစိတ်တယ်မှာရှိနေတဲ့တစ်ဖက်သူသူကအခုချိန်မှာကိုနဲ့ပတ်သက်ပြီးဘယ်လိုခံစားနေရလဲကိုဘယ်လိုစကားတွေပြောချင်လဲပေါ့နော်။အဲ့တော့ဒီနေ့အတွက်သူရဲ့ခံစားချက်ပေါ့နော်။ကိုနဲ့ပတ်သက်တဲ့သူရဲ့ခံစားချက်ဒါလေးကို collective reading လေးဖတ်ပေးသားမှာဖြစ်ပါတယ်ရှင်။ personal reading များကိုတော့ Viber နဲ့ Telegram ကနေပဲ booking စုံစမ်းပေးပါအဲ့ဒီကနေပဲ booking လက်ခံပြီးတော့အဖြေများကိုလည်းအဲ့ဒီကနေပဲပြန်ပြီးတော့ပို့ပေးပါတယ်ရှင် 9 of cups reading ကိုကြည့်တဲ့သူတွေက Pisces energy တော့များတယ်ပေါ့နော်ပရစနေဖြစ်ဖို့တော့များမယ် Pisces energy လည်းမြင်ရသလို Sagittarius energy လည်းမြင်နေပေါ့နော်အော်လက်ရှိအနေအထားမှာလေကိုကကိုဘွားမှာအစလူသဖြင့်ပေါ့နော်ဒီစိတ်ခံစားချက်ပိုင်းနဲ့ပတ်သက်ပြီးတော့တည်ငြိမ်နေတယ်ဆိုတာမျိုးလိုမြင်နေနောက်ဒီရဲ့ဘက်မှာကိုကိုကိုပြန်ပြီးတော့တတိထားမိတာလေဆိုတာမျိုးပေါ့နော်ကိုစိတ်ကိုကိုပြန်ပြီးတော့ ထိန်းချုပ်နိုင်လာနိုင်ရဲဆိုတာမျိုးကိုယ့်ရဲ့ခန်းစားချက်တွေကိုဘယ်လိုမျိုးအေဂျင့်အောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းတွေပါသိလာတယ်ဆိုဆိုလို့ရှင်လည်းတရားထိုင်တာမျိုးတွေတရားနာတာမျိုးတွေတရားမှတ်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေအာဆိုကြတဲ့ယောဂပေါ့နော်အဲ့လိုမျိုးတွေလုပ်နေပြီးတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုပုံမှန်ထပ်ပို့ပြီးတော့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့နေဖြစ်တယ်ဆိုတာမျိုးလိုမြင်တယ်အဓိကကတော့ကိုယ့်ရဲ့စိတ်ကိုအေးချမ်းအောင်လို့ထားတတ်နေရဆိုတာမျိုးပေါ့နော်။နောက်ဒီရက်ပိုင်းမှာလည်းပဲစိတ် အေဂျင်စီကကိစ္စမျိုးတွေသတင်းစကားတွေပဲကြားနေပြီဆိုတာမျိုးပေါ့နော်ကိုတက်ကိုကိုဖြစ်တဲ့ဆန္ဒတွေလည်းတချို့ကိစ္စတွေမှာပေါ့နော်လိုမျိုးအကောင့်ထဲပေါ်နိုင်တာပြေဝလာတာမျိုးလို့ခံစားမိတယ်ပေါ့နော် reading ကိုလာကြည့်မိတာကြည်တာပေါ့နော်တစ်ဖက်သူပေါ်မှာ attach ဖြစ်နေတဲ့ပုံစံမျိုးတွေမတွေ့ဘူးပေါ့နော် ဒါဆိုရင်တစ်ဖက်သူကလက်ရှိမှာ ကိုယ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားချက်မျိုးဖြစ်နေလဲအချိန်မှာကိုယ်နဲ့ပတ်သက်ပြီးတော့ the lover stay ကိုသဘောကျတဲ့စိတ်တွေဖြစ်နေတယ်ခုချိန်မှာကိုယ်ပြန်ပြီးတော့စိတ်ဝင်စားမှုတွေရှိနေတယ်ဆိုတာလို့တွေ့တယ်ကိုကအရင်နဲ့မတူဘဲနဲ့ဒီကလေးကပါလိုက်ဟိုအရင်နဲ့မတူဘဲနဲ့ ပြီးဆက်ဆံမှုရှိနေတာမျိုးပေါ့နော်ပိုခညာပိုချုံမော့ပိုပြီးတော့ကြက်တရေရှိဟို glow up ဖြစ်နေလို့ပြောရမှာအရင်နဲ့မလို့တဲ့ပုံစံမျိုးနဲ့ပြောင်းလဲနေပြီးတော့တကယ်ကိုထင်းနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အများကြီးတဲ့မှာဆိုရင်တော့ကိုကထင်းနေတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့လူတွေအများကြီးရှိတဲ့အထက်ပြောရင်သူ့အတွက်ကိုအာအယွန်ဆိုင်ရမယ့်အရာတွေအများကြီးရှိတဲ့အထက်ရမှာကိုကိုပို့ပြီးတော့အယွန်ဆိုင်နေမိရဲ့ဆိုတာမျိုးထူးထူးခြားခြားနဲ့ကိုပေါ်မှာခံစားချက်တွေဖြစ်နေတာမျိုးဒါမှမဟုတ်လည်း ျက်စိကြနေလို့ပြောရမလားပေါ့နော်အဲ့လိုတွေ့နေရတယ်။တစ်ဖက်သူက Gemini Gemini နဲ့ Leo energy ရောဒီမှာတွေ့ရတယ်ပေါ့နော် Gemini နဲ့ Leo ဖြစ်ဖို့များပါလိမ့်မယ်။음66တော့နောက်ကနောက်ခုမှကြည့်မိတယ်66ဆိုတော့ဂျွန်လာ6ရက်နေမှာမွေးတဲ့သူမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်6ရက်နေမှာမွေးတာလည်းဖြစ်နိုင်တယ်ပေါ့နော်66อืม ဒါမှမဟုတ်လဲထွဲထွဲစနေရနေ့မှာမွေးတာဒီဇင်ဘာမှာမွေးတာလည်းဖြစ်နိုင်တယ်။မတ်လမှာမွေးရလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်၃ရက်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကတွေးတွေးမိတာလေးတွေကိုပြပြတာပေါ့နော်။အဲဒီဘက်မှာကိုယ်ပို့ပြီးတော့အာယုံဆိုင်နေမိတယ်ဆိုတာရယ်ကိုယ်ပေါ်မှာခံစားချက်တွေဖြစ်နေရယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့တွေ့ရယ်ပေါ့နော်။အာကိုယ်ပြန်ပြီးတော့ ုယ့်စီကနေ attention ယူခြင်းနေပြီဆိုတာမျိုးလို့မြင်နေပေါ့နော်။ तू तू စိတ်ဝင်စားတယ်လို့ကိုယ်လည်း तू စိတ်ဝင်စားတာမျိုးလို့ခြင်းနေတယ်။ तू စိတ်ဝင်စားမှုပေးတာလို့ခြင်းနေပေါ့နော်။နောက်ပြောရင်ကိုယ့်စီကစိတ်ဝင်စားမှုရဖို့အတွက်ကို तू စူးစမ်းခြင်းနေ။နောက်ကိုယ့်ကိုစုလက်တစ်ခုအနေနဲ့သတ်မှတ်ထားတယ်ဆိုတာမျိုးလို့လည်းမြင်နေပေါ့နော်။ပြန်ပြီးတော့တခြားပေါ်တော့လို့ရှင်ပြန်ရမယ့်လူတွေရှိခဲ့တယ်ဆိုရင်တော့ဒါတွေကိုရှင်ပြန်ပြီးတော့တိုက်ခိုက်ခြင်းနဲ့စိတ်မျိုးတွေ အပြိုင်ပေါ့နော်အပြိုင်စူးစားတဲ့စိတ်မျိုးတွေဖြစ်နေရလို့အမြင်နဲ့တကယ်လို့ကိုမပတ်သက်နေတဲ့သူရှိတာတို့တွဲနေတဲ့သူရှိတာစိတ်ဝင်စားနေတဲ့သူရှိတာတို့တိခဲ့မယ်ဆိုရင်ပို့လို့တော့စိုးရဲဆိုတာမျိုးပေါ့နော်အဲ့လိုအနေထားမျိုးလို့မြင်နေကိုမလည်းပဲတချို့ကြတော့ကိုမအဲ့လိုမျိုးပတ်သက်နေတဲ့သူရှိလောက်တယ်ဆိုတဲ့အတွေ့အမျိုးတွေနဲ့စိတ်ထဲမှာအဲ့လိုပေါ့နော်ပိုင်ဆိုင်ခြင်းနဲ့စိတ်တွေပြန်လို့ခြင်းနဲ့စိတ်တွေပေါ့နော်အဲ့လိုမျိုးတွေရှိနေလို့တွေ့ရတယ်ပေါ့နော် ါဆိုရင်တစ်ဖက်သူကကိုယ်စီကိုပေါ့နော်ဆက်သွယ်လာဖို့ရှိလားပေါ့နော်ဒီနေရာဖြူချာပဲအချိန်လေးတော့မပြောတော့ဘူးပေါ့နော်ကိုယ်စီကိုအဆက်သွယ်လုပ်လာဖို့ဒီဘက်ကတခုခုပေါ့နော်အရှင်ယူလာဖို့ရှိလားပေါ့နော်ကြည့်စီပါမယ်10 or socks 3 or swa 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 stupid bar 10 10 oh သွက်တွေ့လာမှာမဟုတ်ဘူးပေါ့နော်ဒီခံစားချက်ဒီအတွေးဒီဆန္ဒတွေကိုသူကသူတယောက်တည်းပဲကျိတ်မိတ်ဖိနှိပ်ပြီးတော့ပဲတင်ထားမယ်ဆိုတော့မျိုးတယောက်တည်းပဲနာနာကျင်ကျင်နေပေါ့နော် ဆုံးသတ်လိုက်မယ်ဆိုတာမျိုးလို့မြင်တယ်82လာပို့တော့မတွေ့ဘူးဒါပေမဲ့စိတ်ဝင်စားတဲ့သဘောကျတဲ့စိတ်ကတော့ရှိနေဦးမှာပဲလို့မြင်တယ်မဆက်သွယ်လာရတဲ့အကြောင်းရင်းကလည်းကိုဘကသူကိုတာတကြီးနဲ့လက်ခံမှာမဟုတ်ဘူးဆိုတာကိုသိနေလို့ရယ်အေးဆက်ဆက်နဲ့ပြန်ပြီးတုတ်ပြန်မယ်ဆိုတာကိုမျိုးလည်းသိနေလို့ရယ်နောက်ကိုကိုရဲ့အကျင့်ကိုရဲ့စိတ်ရိုက်ကိုရဲ့စိတ်ကိုသိနေတာမျိုးပေါ့နော်အဲ့ဒီတော့ကြောင့်မလို့သူလုတ်ခဲ့တဲ့အရာတွေကိုလည်းလေးနဲ့ရှော့ပစ်ပေးပြီးတော့ ခွင့်လုံးမဲ့ပုံစံမျိုးမဟုတ်ဘူးဆိုတာကိုသိတယ်တခုခုပြန်ပြီးတော့သူတုတ်ပြန်ခံရမယ်ဆိုတာကိုသိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့သူ့အားနဲ့သူပဲဒီဒါကတော့ဟိုကိုယ့်ဘက်ကဒါမျိုးလုပ်ချင်မှလုပ်မယ်ဆိုတာသူသိမှာမဟုတ်ဘူးဒါမဲ့သူသူ့ရဲ့အတွေ့အကြုံအတိုင်းပဲပေါ့နော်ပြောရင်ကိုကတတ်ညာပေးမှာမဟုတ်ဘူးတခုခုကတော့ပြန်ပြီးတော့တုတ်ပြန်မှာပဲစကားနဲ့ဖြစ်ဖြစ်အမူအရာနဲ့ဖြစ်ဖြစ်ပေါ့နော်အလိုမျိုးတွေပြန်ပြီးတော့ပြန်နောက်ပြန်လာခဲ့မယ်ဆက်ဆက်လာခဲ့မယ်ဆိုလို့ရှင်လည်းပဲယုံကြည်မှာမဟုတ်ဘူးဆိုတာလည်းသိတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ ဆက်သွယ်လုပ်လာဖို့တော့မတွေ့ဘူးလို့မြင်နေပေါ့နော်ဒါဆိုရင်ဆက်သွယ်မလုပ်ရဲလို့မလုပ်တာမျိုးပေါ့နော်အဲ့တော့အခုချိန်မှာဘာဘယ်လိုစကားတွေပြောနေလဲပေါ့နော်ဘာတွေပြောနေတာရှိလဲဘာတွေသိစေနေလဲပေါ့နော်ဒါလေးကိုကြည့်ပေးပါမယ် is it over ပြီးဆုံးသွားပြီလားခုမှ तू ကလေးပြန်ပြီးတော့ဗောနော်နှစ်ယောက်ရဲ့ဖြစ်ခဲ့တဲ့အရာတွေပြီးဆုံးခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးခုမှ तू ကနာကျင်ရကောင်းမှန်းပြန်တွေ့ရကောင်းမှန်းသိတယ်ဆိုတာမျိုးပြောရမယ်ဗောနော်ကိုနေရကနေကိုနေရကနေပဲဖြစ်ဖြစ်ဒါမို့တကယ်လက်တွေကိုခုမှရင်ဆိုင်ပြီးတော့နာကျင်နေရမျိုးဝမ်းနေနေတာမျိုးတွေစိတ်ပင်ပန်းနေရမျိုးတွေဖြစ်နေလို့တွေ့တယ်ဗောနော် I wish I could be fully honest with you. သူကအခြေအနေပြနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ယူသားခြင်းနဲ့ပေါ့နော်ကိုပေါ်မှာသူရဲ့စိတ်ရဲ့မှန်နေပြပြခြင်းနဲ့တကယ်ကိုဘာမှမထိန်မထိန်ဝဘဲနဲ့ပုတ်ပွင့်လင်းလင်းနဲ့ပြောပြခြင်းနဲ့ပေါ့နော်ပြောခွင့်လည်းရခြင်းခဲ့ရခြင်းနဲ့ပေါ့နော်ဒါကပြန်သွားလို့တော့ရမယ်ဆိုလို့ရှိရင် Thank you. why do i feel this way အခုကြမှာသူဒီလိုဘာလို့ခံစားနေရတာလဲသူကသူလဲမိကိုနေနေပေါ့နော်မိကိုနေအပြည့်နဲ့နားမလည်နိုင်ဘူးဆိုတာမျိုးလိုမြင်တယ်တကယ်ပဲနှစ်ယောက်ကရေစက်ကုံသွားပြီလားအဆုံးသတ်သွားပြီလားပြန်ဆားလို့တော့မရနိုင်ဘူးလားတကယ်လို့ပြန်ပြီးတော့ပြင်ဆင်ခွင့်ကိုဘကနေပေးနိုင်မလားတကယ်လို့သူ့ဘကသာအာပုတ်ပယ်လင်းလင်းနဲ့အကုန်လုံးကိုမထိန်မဟွက်မကွဲမဟွက်ပဲနဲ့အယူသားဆုံးတုတ်ပြန်ခဲ့မယ်ဆိုလို့ရှိရင်ကိုနဲ့အဆင်ပြေနေလောက်လားပေါ့နော် Balu tu tu rumah itu ni yang ada. Balu tu rumah itu kan sana yang ada. Hello. This love is crazy. Kalau di di sini ya tu tu gua tu. Sejauh sini deh. Jutaan sini deh, bukan? Juta laut deh ni tamu pilih deh, bukan? Life without you is hopeless, dark, and depressing. I miss your light. <laughs> 10 or so 3 or so snit 10 or 1 snit သူသူရဲ့လက်ရှိအနေထားကြီးอ่ะအဆင်ပြေမနေဘူးပေါ့เนาะအထူးသဖြင့်စိတ်ပိုင်းဆိုင်ရာမှာအဆင်ပြေမနေဘူးလို့မြင်တယ်တော်တော်လေးကိုအတွေ့အကြုံများပြီးတော့နာကျင်ကြေးခွဲခံစားနေရတယ်ပေါ့နော်တော်တော်လေးလည်းအမှောင်ကျတယ်ဆိုတဲ့ခံစားချက်ညှို့နှင်းချက်မဲ့ဆိုတဲ့ခံစားချက်မျိုးတွေနဲ့စိတ်တက်ကြနေရဆိုတာမျိုးလို့တွေ့ရတယ်အဲ့တော့ကိုယ်စီကနေဂယူဆိုင်မှုတွေကိုယ့်ရဲ့ energy ကိုယ့်ရဲ့မေတ္တာနားလည်ပေးမှု လိုအပ်နေတယ်ဆိုတာမျိုးပေါ့နော်ကိုယ့်ရဲ့အနှွေးတက်တွေကိုယ့်ရဲ့အလင်းရောင်လိုအပ်နေတယ်ဆိုတာမျိုးတော့ကိုကိုရင်ဖွင့်ပြောပြခြင်းနေတယ်သူ့ရဲ့အခက်အခဲတွေပြောပြပြီးတော့ကိုစီကလည်းအကြံစကားတွေဒါမှမဟုတ်နှစ်သိမ့်စကားတွေပေါ့နော်ဒါမျိုးတွေကိုလိုအပ်နေတဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့နော်ဒါကိုလည်းသိစေခြင်းနေပေါ့နော်နောက် place of the tag ကတော့ the heat between us is intense နှစ်ယောက်ရဲ့အနေအထားနှစ်ယောက်ကြားထဲမှာရှိတဲ့ဒီအနေအထားဒီစွဲငင်အားဒီ connection ဒါကြီးကတော်တော်လေးကိုတင်းထန်တော့နေဒါကိုအခုမှသူသိတယ်ပေါ့နော် ဒီလိုမျိုးအဆုံးသတ်သွားတော့မှပဲခုချိန်မှာသူခံစားနေရတယ်သူသိနေတယ်ဆိုတာမျိုးနောက်ကို့ပေါ်မှာထားတဲ့ခံစားချက်ဆွဲလက်မှုစိတ်ဝင်စားမှုကလည်းတော်တော်လေးကိုညာပြရတယ်ဆိုတာမျိုးအခုမှသိတယ်ပေါ့နော်ဒါကဒီနေ့အတွက် reading ဖြစ်ပါလေရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောမြေတန်းကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးကြတဲ့အတွက်ရောကျေးဇူးများရှိတယ်ပါလေရှင် ရစမြအားလုံးပဲပြပြရမြဝေးကွာပြီးကိုရောစိတ်ပါကြမှာကျန်တာကြပါစေ။ကောင်းသောလူရင်ဆန္ဒမှန်သမျှလည်းပြပါကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြကြမမာနဲ့နေထိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါရစေ။နောက်ရီးချင်းများမှာပြန်ပြီးတော့ဆုံးလေးကြပါအောင်ပဲရှင်။